ဲအားလုံးပဲမင်္ဂလာပါဗျမင်းညားကမန်စီးတီးတို့လီဗာပူးကို EDM မှာ၃ဂိုးဂိုးမရှိနဲ့အမှောက်သိပ်ပြီးတဲ့နောက်မှာတော့လီဗာပူးရဲ့ကံတော်ဝင်ကြီးကာရီကာကလက်ရှိအမှတ်ပေးစရာဦးဆောင်သူအာဆင်နယ်တို့ရဲ့အဓိကဖလားလူပဲဟာမန်စီးတီးဖြစ်လာပြီလို့ပြောကြားလိုက်ပါတယ်ကာရီကာကအာဆင်နယ်တို့အနေနဲ့မန်စီးတီးတို့ရဲ့ညာကခြေစွမ်းကိုကြည့်ပြီးကြောက်တူးတုံနေလောက်ပါပြီမန်စီးတီးဆိုတာအရင်ရာသီတွေကလည်းအာဆင်နယ်ကိုအမှတ်ပေးစရာမှာအများနဲ့နောက်ကောက်ချခဲ့တဲ့အသင်းပါပြီးခဲ့တဲ့၃နှစ်မှာ နှစ်ချိန်လုံးလုံးအမှတ်ပေးစရာကိုအာဆင်နယ်တို့တရာသီလုံးနီးပါးဥဆောင်ထားနိုင်ပေမဲ့မန်စီးတီးတို့ကရာသီသင်္ကေတတိုင်းအာဆင်နယ်တို့ကိုကြော်တက်ပြီးဖလားယူနေကြပါလီဗာပူးကိုအနိုင်ရခဲ့တာကမန်စီးတီးတို့ရဲ့တကယ်ကိုကောင်းမွန်တဲ့အောင်ပွဲတစ်ခုပါလီဗာပူးလို့အခုလို့ကိုပြဲနိုင်လိုက်တာဟာအာဆင်နယ်ကိုစစ်ကြညာလိုက်သလိုပါပဲလီဗာပူးတို့ကလက်ရှိချန်ပီယံမှာလက်ရှိချန်ပီယံတွေကိုစီးတီးတို့ကအပြတ်အသတ်အပါရရသွားတာပါအစလဲဦးနေတဲ့ဆန်ဒါလန်နဲ့တရေပွဲပြီးတဲ့နောက်မန်စီးတီးနဲ့လီဗာပူးတို့ကိုတရေချဖို့မျှော်လင့်ကောင်းမျှော်လင့်နေပါပါ မန်စီးတီးနဲ့လီဗာပူးပွဲကအသင်းတစ်သင်းကအသင်းတစ်သင်းကိုအနိုင်ရသွားတယ်ဆိုတာထက်ပိုပါတယ်မန်စီးတီးတို့ဟာစူပလာစိန်ခေါ်ဖို့ပြေးလမ်းပေါ်ရောက်ရှိလာခဲ့ပါပြီ အခုတော့ပရီးမီးယားလိရဲ့ဇက်ရှင်ကိုရှီလျားရဲ့နိုင်ငံတကာပွဲအားလိုက်ရတွေနဲ့ဆွဲချလိုက်ပါဦးမယ်။ဒါပေမဲ့လက်ရှိအာဆင်နယ်ကဒီယာစီမှာအကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့အသင်းမှာကျွန်တော်အနေနဲ့အခုချိန်ထိအာဆင်နယ်ကိုပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းလို့မှတ်ယူထားပါတယ်။ဒါပေမဲ့သူတို့ဆူဖလာတွေနဲ့ဝေးနေကြတာကြာခဲ့ပါပြီ။ဆူဖလာတွေရဲ့ဖိအားကိုရှီလျားရဲ့ပွဲစဉ်တွေမှာသူတို့အကောင်းဆုံးတင်ယူရပါလိမ့်မယ်။ပြိုင်ပွဲရဲ့သုံးပုံတစ်ပုံပြီးဆုံးခဲ့ပြီမို့ပရီးမီးယားလိပြိုင်ပွဲကတော့စိတ်လှုပ်ရှားစရာကောင်းလာပြီလို့ပြောကြားလိုက်ပါတယ်။